ျွန်တော် live မလုပ်ဖြစ်တာကြာလို့ဒါဒီနေ့အဆင်ပြေလို့ like လေးကိုလိုလိုက်တာပါကျွန်တော်ဒီနေ့ပြောသွားမယ့်အကြောင်းလေးကတော့ကျွန်တော်တို့ငယ်ဘဝကျောင်းသားဘဝတုန်းကဒါအဖြစ်အပျက်ကလေးတခုကိုပြောချင်တာပေါ့နော်အဲ့ဒီအဖြစ်အပျက်ကလေးကဘာလဲဆိုတော့ကျွန်တော်တို့ညစ်တန်းကိုတန်းကျောင်းသားဘဝနောက်တုန်းကအဖြစ်အပျက်ကလေးပေါ့ကျောင်းကအတန်းနဲ့က ဒါတငငချင်းတယောက်ကအဲ့ဒီညာနည်းနည်းလေးလက်တဲ့ဆန်းခြင်းနဲ့ယူရဆိုတော့တချို့ဆိုလို့ရှင်လဲဒါဆက်လိတ်ကိုင်းရအစားရှိတာမျိုးလေးတွေတချို့နည်းနည်းစပြီးတော့စားတတ်နေတဲ့လူတချို့လည်းရှိပါတယ်အဲ့ဒီမှာအတန်းတရာတငငချင်းတယောက်ကဘလို့ဖြစ်လဲဆိုတော့သူကကျောင်းမှာအတန်းချိန်ကြီးလစ်ပြီးတော့ကျောင်းဝင်ဒါနောက်ပြီးမှရှိတဲ့ကိုင်းအဆိုင်ကိုမကြာခဏပြီးထိုင်နေရှိတယ်အဲ့ဒီကိုင်းအဆိုင်ကို ဖွင့်ထားတဲ့သူကြတော့ကျွန်တော်တို့ထပ်စားလို့ချင်း तू ကနှစ်နှစ်သုံးနှစ်နဲ့တော့ကြီးမနေတူတယ် तू ကစောစီစီចောင်းထွက်သွားပြီပေါ့နော်ចောင်းထွက်ပြီးတော့အမကွန်အဆိုင်လေးဖွင့်ထားတယ်အဲ့ဒီကွန်အဆိုင်မှာတော့ကွန်ရဆေးလေးပြီးတော့နေကြစီ မပြောစီရစားတခြားမုံလေးတွေလည်းတော်တော်များများရပါတယ် तू ကအမဆိုင်လေးဖွင့်ထားတယ်ပေါ့အဲ့လိုမျိုးဆိုင်လေးဖွင့်ထားတော့အဲ့အတန်းထဲကတငငင်းတယောက်ကအမအတန်းချင်းလစ်ပြီးတော့အမကွန်အဆိုင်ထိုင်နေကွန်အလေး စာစရိကလေးတော့အဲ့လိုမျိုးရှိရတယ်ခိခဲနဲ့တူပါတယ်အဲ့မှာကျွန်တော်တို့ဆိုင်ရအဲ့ဒီဆိုင်ဖွင့်ထားတဲ့ကောင်းနဲ့ဒါသူတို့နှစ်ယောက်ပေါ့နော်အဖွဲကြပြီးနေနဲ့အတွဲညီပြီးတော့အဲ့လိုမျိုးနေနေကြတယ်ပေါ့တွဲမိသွားတယ်ပေါ့တငယ်ချင်းတွေဖြစ်သွားတယ်ပေါ့အဲ့ဒီမှာအဲ့လိုမျိုးနေတော့နောက်ပိုင်းမှာသူကအတန်းညီနေတော်တော်များများပြက်လာတော့စာတွေကတိုင်လိုက်တာလားသူအုတ်ထင်းသူကတနည်းတစ်ပုံနဲ့တိသွားလာတော့မတိပါဘူးဒါသူကသူ့ဦးလေး ရှိမှနေရတာဆိုတော့သူ့အဖေမျိုးကသူ့ဦးလေးပေါ့သူ့အဖေမေတွေရှိလာတော့ကျွန်တော်လည်းမသိပါဘူးအမတီးသွားတော့သူ့ဦးလေးကနေပြီးတော့ဒါသူ့တူကိုကုလိုမျိုးတွေဖြစ်သွားတော့ဆုံးပါတယ်ပေါ့နော်အတန်းကြီးလစ်ပြီးတော့ဒါကောင်းအောင်ဆလိတ်ဆိုင်ထိုင်နေတဲ့သူ့တူဆုံးပါတယ်ပေါ့ကျွန်တော်လည်းဒါခလေးဘွားတုန်းကဘလို့တွေးထားလဲဆိုတော့စပြီးတော့ဆုံးပါတဲ့ခါမှာဒါဒေါသတကြီးနဲ့ချိန်မောင်းမလားရိုက်မလားဒါမှမဟုတ်လို့ရှိရင် လည်းအေးသေးသေးပြောပြတတ်တဲ့တိတ်ပြီးတော့ဒေါသမထွက်တဲ့မိဘတွေလိုမျိုးပဲတရားချမလားအစာချေသေးပြန်ကျွန်တော်တို့တွေးမိကြတယ်ပေါ့အဲ့ဒီအချိန်တော့ဒါပေမဲ့အဲ့လိုမဟုတ်ဘူးဗျတူလေးကဘာပြောလဲဆိုစစချင်းမှာတရားချတာတွေဘာတွေမပြောဘဲနဲ့ဒါပုံမြင်ဇာတ်လမ်းလေးတစ်ပုဒ်ကိုစပြောတယ်သူစကားပထမဆုံးစပြောတာအဲ့ဒီဇာတ်လမ်းလေးကိုပဲဟဲ့အောင်ငါတို့တဲ့မင်းကပြောပြမယ်ပေါ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ် တခါတုန်းကဒါထင်းခုတ်သမားနဲ့နွားကြောင်သားရှိတယ်တဲ့နွားကြောင်သားသူ့စကြတဲ့ခုမှနွားကြောင်နေတော့ထင်းခုတ်သမားလည်းထင်းခုတ်သွားရင်လည်းနွားကြောင်သားကိုတွေ့တယ်ပေါ့တဲ့အရင်ရက်တွေတုန်းကတော့သူ့အနေနဲ့သူပုံမှန်တိုင်းထင်းခုတ်အိမ်ပြန်ထင်းနေပါလာတယ်ပေါ့အဲ့လိုမျိုးလုပ်နေနေနွားကြောင်သားကိုတွေ့တော့သူနွားကြောင်သားနဲ့စကားရေးထိုင်ပြီးအဖွဲကြပြီးတော့အပေါင်းင်းဖြစ်သွားတယ်ပေါ့အပေါင်းင်းဖြစ်သွားတော့ဒါမနေ့ပိုင်းနေလို့ရှိရင်အမှနွားကြောင်သားနဲ့သွား ဘာကြောင့်သားနဲ့တွေးတွေးပြီးတော့သူတို့ဒီစကားတွေဖောင်ဖွဲ့ပြီးတော့အဖွဲ့ကြီးညနေကြအိမ်ပြန်အဲ့လိုနဲ့နေလာတယ်ပေါ့အဲ့လိုနဲ့နေလာတာတော့ဒါဘလို့ဖြစ်လာလဲဆိုတော့နွားကြောင့်သားတော်တော်ပြဿနာမရှိဘူးမနေ့တရားနေပြီးတော့ထင်းခုတ်သမားနဲ့ဒါစကားတွေပြီးတော့စကားတွေပြောနေချိန်မှာသူ့နွားတွေကိုသူပုံမှန်တိုင်းကြောင်းစကြမ်းမှာလှုပ်လှုပ်ထားတယ်လှုပ်ထားပြီးတော့ညနေကြလို့ရှိရင်ထင်းခုတ်သမားအိမ်ပြန်လို့ရှိရင်သူလည်းပဲလိုက်ပြန်တယ်လိုက်ပြန်တဲ့ချိန်မှာသူကသူ့နွားကြောင့်နဲ့လောက်ကပြီးသွားတယ် ဒါမှပြဿနာတက်တာထင်းကုန်သမားမှာပြဿနာတက်သွားတယ်ပေါ့နော်ဒါ तू ကစကားတွေပဲထိုင်ပြီးလေပေါ်နေတော့ तू ထင်းခုတ်တဲ့လောက်ကပြက်ကွက်ပြီးတော့အိမ်ပြောင်းတဲ့ခါကျတော့အရင်တော့ကလူထင်းနေတယ်ဘာမှပါမလာတော့ဘူးပေါ့အဲ့လိုမျိုးထင်းနေလဲပါလဲပါပါမလာရောအဲ့လိုမျိုးအချိန်လဲကြာလဲကြာလဲကြာလာတော့သူတို့နှစ်ယောက်မှာဘလို့ဖြစ်သွားလဲဆိုတော့ငါကြောင့်သားကတော့ तू ပုံမှန်အလောက်တိုင်းပဲဘာမှမထိခိုက်ဘူးပြီးသွားတယ်ဒါပေမဲ့ထင်းခုတ်သမားကထိခိုက်ဆုံးဆုံးမှုတွေရှိလာတယ်အဲကိုလည်းဒီလိုပဲပေါ့သူ့ဦးလေးပြောချင်တာကတော့ သူဒီလိုမျိုးအတန်းကြီးလှည့်ပြီးတော့ကောင်းအောင်ဆလေးကင်သွားထိုင်နေတယ်အဲ့ဒီဆိုင်မှန်ရှင်နဲ့ပေါင်းတယ်ကောင်းအောင်ဆလေးကင်ဆိုင်မှန်ရှင်ကတော့သူလားထိုင်လို့ရှင်သူနဲ့စကားပြောသူကသူရောင်းကြချီတာပုံမှန်တိုင်းရောက်သူစီပွားကြီးကပုံမှန်တိုင်းလဲပတ်နေပြီမဲ့ထိခိုက်သွားတာအဲ့အတန်းကြီးလှည့်ပြီးတော့ကြောင်ပြေးပြီးတော့အဲ့ကောင်းအောင်သွားထိုင်နေတယ်သူ့တူမှာထိခိုက်သွားတယ်ပေါ့နော်လည်းငိုလေအရှိန်လေးတစ်ခုနှိုင်းရှင်ပြီးပြလိုက်တယ်နှိုင်းရှင်ပြီးပြပြီးတော့မင်းလည်းပဲဒါ အတန်းကြီးလာပြီပဲဒီတက်တွေရောက်လာပြီပဲတဲ့အဲ့တော့ဟိုဘယ်လိုပြောရမလဲကိုယ့်အနေကိုပဲစဉ်းစားပေါ့တဲ့မင်းမရအကူကထင်းဟုတ်တမဖြစ်နေတယ်တဲ့သူတို့သူဒီလိုမျိုးပြောတယ်ပြောပြီးတော့မင်းအောင်ဆေးဆေးကြည့်ပြီးတော့ဒါမင်းဘာလေးဆက်လုံးမလဲဘယ်လိုပြင်မလဲဆိုတော့ငါမင်းကိုစောင့်ကြည့်မယ်ဘာမှတော့ထပ်မပြောတော့ဘူးဆိုပြီးသူ့လေးကစကားကိုအလောင်းလောင်းနဲ့ရက်သွားလိုက်တယ်အလုံးမျိုးရက်သွားလိုက်ပြီးတော့သူအတန်းကြာကြာစဉ်းစားနေတူပါတယ်ငြိမ်းသွားတယ်ကျွန်တော်လည်းသူ့ကိုဘာမှစကားမပြောပြဘူး အလုံးနဲ့ပြီးသွားပြီလားဒါနောက်ပိုင်းနောက်ရက်တွေကျတော့ဆမ်မွဲအစင်းဖြည့်တဲ့အထိကိုသူအဲ့ဒီကွန်ရက်တိုင်းကိုလည်းဆက်ပြီးတော့မသွားတော့ဘူးအတန်းကြီးလက်တာတွေပါရလည်းမရှိတော့ဘူးတေးကြတာတော့ကျွန်တော်ထင်ပြောရတော့သူသူ့လေးရဲ့ပုံမြင်မှာနင်းမြောပြီးတော့အမြင်မှန်ရသွားခဲ့ဟန်နေတော့တူပါတယ်အဲ့လိုမျိုးဖြစ်သွားတယ်လို့ထင်ပါတယ်ဒါသူ့လေးပြောတဲ့ပုံမြင်လေးကလည်းဒါပြောရမယ်ဆိုရင်ဟိုဘနာဝင်ဒီဘနာထွက်တဲ့သူတွေအတွက်ကတော့ဒါခလေးတွေကို short သိတဲ့ဟို ပုံမြင်ဇာတ်လမ်းလေးတစ်ပုတ်ထပ်မပုံနိုင်နိုင်မယ်လို့ဟိုတကယ်တွေးတဲ့သူအတွက်ကတော့ဒါတော်တော်လေးကိုအကျိုးရှိရလို့ထင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီသူပြောခဲ့တဲ့ဒီနွားချောင်းသားနဲ့ထင်ကုန်သမားဒါပုံမြင်ဇာတ်လမ်းလေးကိုပြန်ပြီးတော့တရိယာလို့အဲ့ဒီဟာလေးကိုပြန်ပြီးတော့ဟိုပြောပေးလိုက်ပါတော့ပြောပေးလိုက်တာပေါ့နော်။ဒါကျွန်တော်တို့ဒါငယ်စဉ်တုန်းကဖြစ်တဲ့ခါဖြစ်တဲ့ခလေးတခုဆိုမှလို့ကျွန်တော်တို့တကယ်သင်္ကန်းလာယူရမှာကိုကနွားချောင်းသားဖြစ်နေဖို့လည်းမလိုဘူး။ ပြီးတော့ထင်းကုန်သမားဖြစ်နေဖို့လည်းမလိုဘာဖြစ်လို့ထင်းကုန်သမားဖြစ်နေဖို့မလိုပါလဲဆိုတော့ကိုအပေါင်းအသင်းခန္ဓာမှာကိုအလုတ်ကိုစီးပွားရေးရဒါအပြည့်စီထိခိုက်ခံလို့မဖြစ်သလိုဘာဖြစ်လို့နွားကြောင်သားဖြစ်ဖို့လည်းမလိုပါလဲဆိုတော့ကိုကြောင်နဲ့တခြားသူတယောက်ဒါအလုတ်ကအကျိုးစီးပွားလည်းထိခိုက်လို့မဖြစ်ပါဘူးအဲ့တော့ကျွန်တော်တို့ကတော့အဲနွားကြောင်သားကောင်းတယ်ထင်းကုန်သမားကောင်းတယ်ဆိုတာတော့ကျွန်တော်မပြောလို့ပါဘူးကျွန်တော်အမြင်ပြောရမယ်ဆိုတော့နှစ်ခုလုံးဘယ်သူမှမကောင်းပါဘူးဒါ ကိုကိုကိုတိုင်းကလည်းကိုအကျိုးစီပါပြက်လို့မဖြစ်တယ်လို့သူများအကျိုးစီပါရောရောလို့ရှင်တယ်တိတ်လို့အဆင်မပြေပါဘူးဒါကျွန်တော်ဒီပြောတာဒါဒီသူတွားထိုင်နေကောင်းဝါဆိုင်ကဒါစိုက်ဖွင့်ထားတဲ့စိုက်မှန်ရှင်တော့ဒါစော်ကားလို့ချင်းတော့မရှိပါဘူးဒါသူ့မလည်းမဟုတ်ပါဘူးဒါမှမဟုတ်ဟိုဘသူဘသူမှမထိခိုက်လေမဲမထိခိုက်တော့အကောင်းဆုံးပဲပေါ့နော်ကျွန်တော်ဒါဒီငယ်ဘဝတုန်းကဒါ၈တန်း၉တန်းလောက်တုန်းကကြုံတွေ့ရတဲ့အဖြစ်အပျက်ကလေးကိုဒါ အကူပြန်တရားလို့ပြန်လဲဖောက်တခြားတာဖြစ်ပါတယ်အဲဇလန်လေးကတော့အလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒါကောင်းမွန်သောညာကြံလေးဖြစ်ပါစေလို့ဆန္ဒပြုပါတယ်အားလုံးပဲကိုနိုင်ပါခင်ဗျာ